မြန်မာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဆင်လွတ်ဖို့အဖွဲ့ဝင်နိုင်ငံတွေကိုဖိတ်ကြားချက်နဲ့ပတ်သက်လို့အာဆီယံဖွဲ့ဝင်နိုင်ငံတွေကစုပေါင်းပြီး အဖွဲ့ရဲ့ရည်တည်ချက်ကိုဆုံးဖြတ်မယ်လို့သိရပါတယ်။ဘယ်တိုင်းကြီးကမှအဲ့ဒီကိစ္စကိုလွတ်လပ်စွာဆုံးဖြတ်မှာမဟုတ်ဘူးလို့မလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟဆန်ကပြောပါတယ်။ကျွန်တော်တို့တစ်ဖက်သက်မဆုံးဖြတ်ပါဘူး။ဒါဟာအာဆီယံဖွဲ့ဖြစ်ပါတယ်လို့၎င်းကပြောပါတယ်။ အဲ့ဒီကိစ္စကိုအာဆီယံနိုင်ငံကြီးဝန်ကြီးများအစည်းအဝေးမှာစုပေါင်းပြီးဆုံးဖြတ်မယ်လို့သူကဆိုပါတယ်။အာဆီယံဘွဲ့ဟာမြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်သူတွေဆေလွတ်ဖွယ်မရှိဘူးလို့မိုဟာမက်ဟဆန်ကပြောပါတယ်။မလေးရှားနိုင်ငံကလာမယ့်မြန်မာရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်သူကိုယ်စားလှယ်ဖွဲ့ဆေလွတ်မှာလားလို့မေးမြန်းချိန်မှာ၎င်းကအခုလိုမှတ်ချက်ပြုခဲ့တာပါ။မြန်မာစစ်ကော်မရှင်ကရွေးကောက်ပွဲကိုတရားမျှတမှုလွတ်လပ်မှု ပွင့်လင်းမြင့်တမ်းမှုနဲ့အများယုံကြည်လက်ခံမှုရှိရှိကျင်းပရမယ်လို့မိုဟာမက်ဟဆန်ကအောက်တိုဘာ9ရက်မှာပြောကြားခဲ့ပါတယ်။ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီအားလုံးနဲ့သက်ဆိုင်သူတွေပါဝင်ဖို့လိုအပ်တယ်လို့ပြီးခဲ့တဲ့အပတ်နေပြည်တော်ခီးစဉ်တွင်အရိယတ္တိချက်ကို၎င်းကပြောကြားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိထေကျုပ်စေယုံတို့ခုမှမိလောင်မှုတစ်ခုဖြစ်ပွားခဲ့လို့လူဆက်ချအုပ်ထက်မင်းနဲ့တေဆုံးခဲ့ပြီး တည်ဆုံးသူရေအတွက်တိုးလာနိုင်တယ်လို့တာဝန်ရှိသူတွေကသတိပေးပါတယ်။အလောင်း16လောင်းကိုတွေ့ရှိခဲ့ပေမဲ့အလောင်းတွေဟာမမှတ်မိနိုင်လောက်အောင်မီးလောင်သွားခဲ့တယ်လို့မီးသတ်ဌာနကပြောပါတယ်။မနေ့ကနေ့လယ်ပိုင်းကအထည်ချုပ်ဆက်ယုံပြင်ပတ်မှာမီးလောင်ကျွမ်းခဲ့လို့၃နိုင်ကြာနှိမ့်သက်ခဲ့ပေမဲ့ဓာတုကုံလောင်ယုံမှာဆက်လက်ပြီးမီးလောင်ခဲ့တာလို့အာနာပိုင်တွေကပြောပါတယ်။ကြောရဲတဲ့ဘေးကင်းလုံခြုံရေးစံငိမ့်စံညွန့်တွေညံဖင်းတဲ့အခြေခံဆောက်အုံတွေကြောင့် လူနေတိတ်သေးတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမီးလောင်ကျွမ်းမှုတွေမကြာခဏဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်တွေအတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမီးလောင်ကျွမ်းမှုတွေကြောင့်ရာနဲ့ချီတဲ့လူတွေတိတ်ဆုံးခဲ့ပါတယ်။အဆောင်နှလုံးမှာဘဲအဆောင်ကအရင်မီးလောင်ခဲ့တယ်ဆိုတာကိုမိသက်ဌာနတာဝန်ရှိသူတွေကမဖော်ထုတ်နိုင်သေးပါဘူး။မျက်မြင်တွေရဲ့ပြောကြားချက်အရဒါရုကုံလောင်ယုံမှာချုပ်ဆေးအမှုန်တွေပလတ်စတစ်နဲ့ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်တွေတူလောင်ထားတယ်လို့သိရပါတယ်။ တေဆုံးသူတွေဟာအစိတ်တောက်တန်းွက်တွေရှူဆိုင်မိလို့ရုတ်တရက်တေဆုံးခဲ့တာလို့မိသက်ဌာနကညွှန်ကြားမှုမိုဟာမက်ဂျူးကဒေသနွားမီဒီယာတွေကိုပြောပါရယ်ရဲတပ်ဖွဲ့နဲ့စစ်ဘက်အရာရှိတွေဟာအထက်ကျုပ်စက်ရုံနဲ့ကုန်လောင်ရုံပိုင်ရှင်တွေဘသူဘဝဆိုတာဖော်ထုတ်ဖို့စူးစမ်းနေစေလို့၎င်းကသတင်းတောက်တွေကိုပြောပါရယ်ကုန်လောင်ရုံကိုတရားဝင်လုတ်ကင်တာဟုတ်မဟုတ်စုံစမ်းစစ်ဆေးမှုတရက်လုဆောင်နေတယ်လို့၎င်းကဆက်ပြောပါရယ် 2021ခုနှစ်ကအပျော်ရမကဆိုင်ရုံတစ်ခုမှာမိလောင်မှုကြောင့်လူ52ဦးသေဆုံးက20ဦးဒဏ်ရာရရှိခဲ့ပြီး2019ခုနှစ်မှာဒါကာမြို့တော်ရှိ မင်္ဂလာဆောင်ပွဲတစ်ခုမှာမိလောင်မှုကြောင့်လူ88ဦးသေဆုံးခဲ့ပါတယ်2023ခုနှစ်မှာရှစ်ထက်အဆောင်တလုံးဖြိုကျလို့လူ1100ကျော်သေဆုံးခဲ့လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလူသေပြောက်အများဆုံးဖြစ်စဉ်တစ်ခုဖြစ်လာခဲ့ပါတယ်